ဘဝနေနီးအာကစားလေးကျင့်ရာတွင် အသုံးပြုသည့်လမ်းလျှောက်ဆက်ကိုတီထွင်သူသည် အသက်54နှစ်တွင် ကွယ်လွန်သည်ဂျုံဘာအာကစားစနစ်ကိုတီထွင်သူသည်အသက်58နှစ်တွင်ကွယ်လွန်သည်ကြွက်သားတွင်အဖို့အထစ်တွင်နှင့်ကိုယ်ကာယအလှဆုံးဟုကြော်ကြားခဲ့ဘူးသူသည် အသက်42နှစ်တွင်ကွယ်လွန်သည်ကမ္ဘာအတော်ဆုံးဘောလုံးသမားဟုနာမည်ကျော်ခဲ့သောမာရာဒိုနာသည်အသက်60တွင်ကွယ်လွန်သည်အမေရိက၏နာမည်ကျော်အပြေးချန်ပီယံဂျိန်းဖစ်သည်ပြေးနေစဉ်မှာပင်နှလုံးရောဂါဖြင့်အသက်52နှစ်တွင်ကွယ်လွန်သည်အားကစားရလိုက်စားအားကစားရအပြင်းထန်လှုပ်တိုင်းအသက်ရှိမည်ဟုမထင်လိုက်ပါနှင့်အခြားတစ်ဖက်ကပြန်ပြောင်းကြည့်မည် နတ်ထလာချောကလက်ကိုတီထွင်ခဲ့သူသည် အသက်88နှစ်တိုင်နေထိုင်သွားရသည် စီကရက်ထောက်လုပ်သူတဦးသည် အသက်တရနှစ်နှစ်ထိ နေထိုင်သွားရသည်ဘိန်းလုပ်ငန်းဖြင့်စီးပွားဖြစ်နေသူတဦးသည် အသက်136နှစ်တိုင်နေသွားရသည် လူတွေကိုကျမ်းမာရေးမကောင်းစေရန်လုပ်နေသူတိုင်းလည်းအသက်တို့သည်မဟုတ်ကြောင်းသိစေလိုပါသည်ရုံတကောင်သည် နေရောညပါ ုံဆွားခုံဆွားနှင့်လှုပ်ရှားကနေထိုင်ရသည်သို့သောသူ့တက်တန်းမှာနှစ်နှစ်မြသာဖြစ်သည်မလှုပ်မရှားအေးဆေးစွာနေလေးရှိသောလေကတက်တန်း400အထိအသက်ရှည်နိုင်သည်လှုပ်ရှားတိုင်းကျန်းမာသလားစဉ်းစားစရာဖြစ်လာပြန်သည် လူသည်လည်းထိုနီးတူစွာပင်သူ့နေထိုင်ရမည့်တက်တန်းကာလအတွင်းသာ ရှင်သန်နိုင်သည်ငငယ်လေးလည်း သေခြင်းသေးမည်အရွယ်မတိုင်မီလဲသေခြင်းသေးနိုင်သည်ဆိုလိုခြင်းဒီမှာသေခြင်းတရားကို ပူဆွေးတော့ကရောက်ပြီးစိတ်ပြက်လက်မိုင်ချကလှုပ်တဲ့လှုပ်ထိုက်သည်တို့ကိုမလုံမိပဲသေသွားမည်ကိုသာစိုးရင်ပူပန်ရင်ဖြစ်ပါသည်ဘဝကိုတည်ငြိမ်စွာရင်ဆိုင်ပါအေးချမ်းစွာ ဖြတ်တန်းနိုင်အောင်ကြိုးစားပါ တင့်တင့်မြတ်တာစွာ နေထိုင်စားတောက်နိုင်အောင်ကြိုးစားပါ လောဘဒေါသ မောဟမာမာနာတို့ကို အတက်နိုင်ဆုံးရှော့ချပါမိသားစုနှင့်ဖြစ်စေတယောက်တည်းဖြစ်စေဘဝကိုပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်အောင် အားထုတ်ကြပါ အသက်ရှိခြင်းဆိုဒီမှာကိုတက်နိုင်သလောက်ထိမ့်သိမ့်လှုပ်ဆောင်သွားနိုင်သည်ဆိုတော့လေလူသားတယောက်ဤဘဝသက်တမ်းမှာသတ်မှတ်ပြီးသားဖြစ်နေသည်ကိုသတိပြုပါ နေခြင်းတိုင်းလဲနေ၍မရပါတည်ခြင်းတိုင်းလဲတည်၍မရပါ ကိုအသက်ရှင်ကနေထိုင်ရသည့်ကာလလေးတွင် ကိုတမိုင်းချောင်းကိုအကောင်းဆုံးဖြစ်အောင် ရေးထွင်းသွားနိုင်ရန်အရေးကြီးပါသည်လူဆိုးလူမိုက်လူညစ်ပတ်လူရုပ်မှတယောက်အဖြစ်သည်မလားအိုးတကယ်ကို သူတော်ကောင်းကြီးပါဟုကိုအမိကြားတိုင်းပြောစမှတ်နှင့်တေးမလားဆိုခြင်းမှာကိုတိုင်းကနေရသည့်အခိုက်တန့်လေးတွင်ဘာတွေလုပ်နေသလဲဆိုသည်နှင့်သာတိုင်းတာပါသည်ကိုတမိုင်းကို မညံ့နှွမ်းစေရမှာ ကို့တာဝန်သာဖြစ်ပါသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရပေါ့ကတ်ကို AC Studio မှဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။